လုံးမင်္ဂလာပါရှင် MCL Don New Channel ကနေကြိုဆိုပါရစေ။ဒေတကောင်မှာတော့အမျိုးသားသူပုရိသပြိတက်ခြင်းအတွက်အလှမဲ့ဖြစ်တဲ့အမရာဘူကတော့ယောက်ျားရဲလို့ခြင်းမီလို့ပြောလာတဲ့အကြောင်းကိုလည်းဖောက်သည်ချခြင်းပါရစေ။ Miss Universe မြန်မာအလှမဲ့တန်ဖိုးဖြစ်တဲ့အမရာဘူကတော့အတန်ကြီးလာမှယောက်ျားအရင်လိုကျင်လာတဲ့ဆိုပြီးတော့ပြိတက်ကိုရှင်းဖွင့်လာရလဲဖြစ်ပါတယ်။အမေရွှေမေတကယ်ချင်းနေနဲ့ပြောမယ်။မိဘတွေနဲ့မိသားစုနဲ့နေမယ်ဆိုပြီးတော့စိတ်ကူထားတာ။အသက်50ကျော်ရင်ဒီလရှင်ဝယ်မယ်ဆိုပြီးစဉ်းစားထားတာပါ။ အခုချိန်မှာအလှမဲမရာဘုံကယောက်ျားလိုချင်နေပြီလို့ပြောနေပေမဲ့မိခင်ဖြစ်သူဒေါ်ဖြူဖြူတန်းထွန်းကတော့တမီးဖြစ်သူအလှမဲကိုသူ့လောက်ချစ်ပေးနိုင်မဲ့သူမရှိအောင်လဲအဖြူကြီးပဲလှုပ်စေချင်တယ်လို့လဲပြိသက်ကိုယင်ဖွင့်ထားပါသေးတယ်ရှင်မြန်မာနိုင်ငံမှာကထုံးစံလို့ဖြစ်နေပြီအရက်ရန်ရှည်တဲ့မျိုးသမီးတွေကိုအမျိုးသားတွေကမကြိုက်ဘူးဒီကမျိုးသားတွေကလည်းပူရာများတယ်အရက်ရှည်တဲ့အမျိုးသမီးတွေနဲ့တွေ့တဲ့အမျိုးသားတွေတော့တွေ့ဘူးတယ်နေတယ်အရက်ရှည်တဲ့အမျိုးသမီးနဲ့တွေ့ရင် ရှက်စရာကောင်းတယ်ဆိုတဲ့အယူအဆကဒီမှာရှိတယ်။အဲဒါကတော့ရှင်တဲ့ကချက်ချင်းမြတာပဲ။အရက်ပုပ်ပုပ်အရက်ရှည်ရှည်ချက်တဲ့သူကတော့ရှင်မပဲလေလို့သူမမျောလင်းနေတဲ့ချက်ချောင်းကိုလည်းရှင်ဖွင့်ထားပါသေးတယ်။အပြုတ်ကြီးတော့လုံးဝမလုပ်ဘူးလို့ဆုံးဖြတ်ထားတယ်။အကူမိနေဖြစ်သူရဲ့မကြာခဏဆိုသလိုအပြိုကြီးလို့ဖို့ပြောဆိုမှုတွေကြောင့်စကားနောက်တရားပါပြီးအပြိုကြီးဖြစ်တော်မလာတော့မသိတော့ဘူးဆိုပြီးတော့အမရာဘုကပြောထားပါသေးတယ်။ ်အပြိုကြီးတော့မလုပ်ချင်ဘူးအပြိုကြီးလုပ်လို့မရဘူးအခုတော့သူမရဲ့အရက်မောင်းကြောင့်ရှင်မဲ့သူရှိပါမလားဆိုပြီးရှင်ပူနေရပြီဆိုပြီးတော့လဲအမရာဘိုကရှီရှီမောမောနဲ့မီဒီယာတွေကိုပြောထားပါသေးတယ်အခုချင်းရေကဘလို့ကြီးဖြစ်နေမှမသိဘူးလို့လဲအမရာဘိုကသူမရဲ့အခြေအကြောင်းပြည်သက်ကိုရှင်းဖွင့်ထားပါသေးတယ်အမရာကိုချစ်သူရှိနေရလို့ထင်နေသူတွေကိုတော့အမရာဘိုမှာချစ်သူမရှိဘူးလို့ပြောပြခြင်းပါသေးတယ်လို့လဲဆိုထားပါသေးတယ် ။သူမသာယောက်ျားယူမယ်ဆိုရင်တော့တကယ်ကိုကောင်းမွန်တဲ့နေရာ၊ကောင်းမွန်တဲ့အတိုင်းဝိုင်းနဲ့ကောင်းမွန်တဲ့ထိတ်ကိုခေါ်သွားပေးနိုင်မယ်အမျိုးသားမျိုးကိုတော့လက်ထပ်သွားမယ်လို့လည်းသူမရဲ့စိတ်ကူးတဲ့ကအိမ်တော်ဘက်အကြောင်းကိုလည်းပြိသက်ကိုယင်ဖွင့်ထားပါသေးတယ်။အလှမဲ့မရာဘူကအရင်အမောင်ရှည်ရှည်နဲ့ international အဆင့်မီတဲ့ဆိုပေမဲ့လည်း miss တယောက်နေနဲ့ international ပြိုင်ပွဲတွေမှာတော့ဘာမှအထူးထူးခြားခြားအောင်မြင်မှုမရရှိသေးပါဘူး။အဲဒါကြောင့်လဲအလှမဲအမရာပူမအပေါ်မှာတော့ပြိသက်တွေကအမလို့အမရဖြစ်နေကြတာပါ အမရာဘောကနိုင်ငံတကာအဆင့်ပြိုင်ပွဲတွေကိုတော့ပြိုင်တဲ့အခါမှာဘာစုမမရခဲ့တာကသူမကိုထောက်ပံ့ပေးမဲ့ဖန်မရှိတာစပေါ်တင်မရှိလို့ဆိုပြီးပြောဆိုမှုတွေပေါ်မှာတော့ပြစ်တက်တင်ကဘဝင်မကြတာတွေလည်းရှိနေပါတယ်။ပြိုင်ပွဲတွေတွားတဲ့နေရာမှာလည်းသူမအတွက်ပြင်ဆင်ချိန်မရှိဘူးလို့ပြောဆိုမှုတွေပေါ်မှာလည်းပြစ်တက်တင်ကတော့အမရာဘောရဲ့အပေါ်မှာတမျိုးထင်မြင်နေကြတာပါ။အဆုံးထိအပင်မှုအတွက်ကျေးဇူးထူးတင်ရှိပါတယ်ပြစ်တက်များအားလုံး။ကျမ်းမာရှင်လန်းကြပါစေရှင်။